ားလုံးမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဂျွန်လ16ရက်နေ့မှာကြာရောက်မယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်မေတောင်ဆန်းစုကြည်ရဲ့နှစ်80ပြည့်မွေးနေ့မှာကမ္ဘာစံချိန်တစ်တင်မဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်ထားပါတယ်ကမ္ဘာစံချိန်တစ်တင်မဲ့ဆိုတာကဒီလူတယောက်ရဲ့လူပုဂ္ဂိုလ်တယောက်ရဲ့မွေးနေ့မှာတခြားသူ့ကိုချစ်ခင်ကြတဲ့သူ့ကိုသတိရကြတဲ့အမှတ်ရကြတဲ့သူတွေကမွေးနေ့ဆုတောင်းရုပ်တံတွေရိုက်ကူးပေးပို့တဲ့နေရာမှာကမ္ဘာမှာ သူကအများဆုံးပေါ့နော်ရုပ်တံတွေအပုတ်ခံရမှုအများဆုံးဖြစ်အောင်လို့အဲရုပ်တံတွေကိုစုပြီးတော့ green net စံချိန်တင်မဲ့အကြောင်းအရာပါအဲ့တော့ရုပ်တံမောင်ဘယ်လောက်စုရမလဲဆိုလို့ရှိရင်ကျွန်တော်တို့8000စုရပါမယ်8000ပြည့်မှာ green net စံချိန်တင်နိုင်မှာပါအခုရုပ်တံတွေစုလာတာကျွန်တော်တို့4000ကျော်5000ဝန်းကျင်နားကိုကတ်လာပါပြီအဲ့တော့မြန်မာပြည်သူလူထုနဲ့ပြန်ပြီးတွက်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့တိန်းကနန်းတော့မပြည့်ပါဘူး8000ဆိုတာတကယ်ကိုပမာဏနည်းပါပါတယ်အဲ့တော့အဲရုပ်တံဖိုင်တွေပို့တဲ့နေရာမှာပြည်သူလူထုကအခက်အခဲတွေရှိကြပါတယ်တချို့ကြတော့ Facebook မသုံးရဘူး။ကမ်မင်းလုပ်တဲ့သူတွေက Facebook Messenger ကနေပြီးတော့ပို့ပေးဖို့ပြောကြတဲ့အခါကျတော့အဲမပေးပို့နိုင်တာမျိုးတွေရှိတယ်။လူတို့ရဲ့ယင်ထဲမှာတော့သိကြတယ်။ဒီစစ်အာဏာရှင်တွေကအချင်းချခံထားရတဲ့ဒီ80နှစ်အရွယ်အသက်အရွယ်အမေအိုးနောက်တစ်ခါတိုင်းပြည်ရဲ့ဒီမိုကရေစီအရေးနဲ့ဖက်ဒရယ်အရေးတွေကိုသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာဘဝရဲ့ ရှင်တန်ရတဲ့တခြားလုံးမှာအချင်းတောင်တွေတည်တည်မှာအကြက်ကျုပ်တွေတည်တည်မှာဖြတ်တန်းရင်းနဲ့ပြည်သူလူထုအတွက်ထမ်းဖို့တည်ရွက်ခဲ့တဲ့အမေအိုအတွက်စူတောင်းပေးကြတဲ့လူတွေကတော့ယနေ့မှာစူတောင်းနေပြီးရှိနေကြလိမ့်မယ်ဒါပေမဲ့နီးပညာခက်ခဲကြောင်းအဲ့ဒီရုပ်တံဖိုင်တွေကိုဘယ်လိုကနေဘယ်လိုစပြီးတော့ပေးပို့ရမှန်းမသိဖြစ်ကောင်းဖြစ်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့တွေ့ရတယ်အဲဒီနှိုးစော်တဲ့ဗီဒီယိုဖိုင်တွေမှာဘယ်လိုပို့ပေးရမှာလဲဘယ်ကနေပို့ရမှာလဲဆိုတဲ့အားမျိုးတွေမေးလာတာရှိတယ်အဲ့တော့အခုဥပမာဒီစူစီကနေပြီးဥပမာရိုက်ထားတဲ့ရုပ်တံဖိုင်လေးတစ်ခုကိုကျွန်တော်တို့ ကြည့်ရှုအောင်ပါ Happy birthday အမေစုအမေစုကျမ်းပါပါစေအမေစုတက်တော်ရာကျော်ရှိပါစေအချုပ်နောင်မှာအမြန်ဆုံးလွတ်မြောက်ပါစေဒီလိုဗီဒီယိုလေးကိုရိုက်ကူးပြီးတော့ဇွန်လ16ရက်နေ့မှာကြာရောက်မဲ့အမေစုရဲ့နေ့80ပြည့်မွေးနေ့မှာ Greenish စံချိန်ကျင်းဖို့ပါဝင်နိုင်ပါပြီဗီဒီယိုလေးကိုရိုက်ရမှာကတော့ဒီဖုန်းတစ်လုံးရှိုံနဲ့ရိုက်လို့ရပါတယ်ကြာချိန်ကတော့စက္ကန့်30ထပ်မပိုရမှာဖြစ်ပြီးတော့ Happy birthday အမေစုလို့စရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ ဒီရုပ်သံဖိုင်ထဲမှာပြောထားတဲ့အတိုင်းပါပဲရုပ်သံဖိုင်မှာဖုန်းတစ်လုံးရှိုံနဲ့ကျွန်တော်တို့ကရိုက်ကူးပြီးတော့ပေးပို့လို့ရပါပြီအဲ့တော့ Messenger တွေဘာတွေ Facebook တွေဘာတွေမသုံးရင်လည်းအဆင်ပြေပါတယ်အခုကျွန်တော်ဖော်ပြပေးထားမယ် Viber နံပါတ် Telegram နံပါတ်ကိုလည်းရိုက်ပြီးတော့ပေးပို့လို့ရှိရင်ရပါပြီကျွန်တော်တို့ကနေတဆင့်ခံပြီးတော့ဒီရုပ်သံတွေကိုပြည်သူလူထုရှယ်စုပြီးတော့ဒီရက်အတွင်းမှာပေးပို့ပါမယ်ပေးပို့ရမယ့်ရက်ကတော့သိမကြတော့ပါဘူးဒီနေ့16ရက်နေ့ဆိုတော့အဲ19ရက်နေ့မှာအမေစုက20ပြည့်မွေးနေ့ဖြစ်ပြီဆိုတော့2ရက်3ရက်ပဲ လိုပါတော့ရဲ့နှစ်ရက်သုံးရက်အတွင်းမှာလိုအပ်နေတဲ့ရုပ်တံဖိုင်ပေါင်းအဲ၄000ကျော်ကိုထပ်ပြီးတော့ကျွန်တော်တို့စူးစိနိုင်မယ်ဆိုရင်တော့တင်ကြတာကကမ္ဘာ greenit စံချိန်တင်နိုင်မှာပါအဲ့တော့ greenit စံချိန်တင်တော့ဘာဖြစ်လဲဘာထုလဲဆိုရင်ကမ္ဘာကအဲဒီမွေးနေ့ရှင်တယောက်မွေးနေ့ရှင်တယောက်ကိုရုပ်တံဖိုင်နေလူတို့ကပေးပို့မှုမှာသူကအများဆုံးဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိကြပါတယ်သတင်းတွေကရေးသားကြပါလိမ့်သူကဘယ်သူလဲမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကအမေတော်ဆန်းစုကြည် ဒေါ်စုဆိုတာကမ္ဘာသတင်းမီဒီယာတွေနဲ့ကမ္ဘာတိုင်ဝမ်ကစိမ့်နေသူတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့အခုကာလမှာဒေါ်စုကဘာတွေဖြစ်နေလဲ။ဘာတွေခံစားနေရလဲ။ဒေါ်စုနေတဲ့အမေဒေါ်ဆန်းစုကြည်နေတဲ့မြန်မာပြည်မှာကဘာတွေကြုံတွေ့နေရလဲဆိုတော့နောက်ဆက်တွဲကမ္ဘာက attention ပေးမှုကမ္ဘာကအာရုံစိုက်မှုတခုရရှိနေမှာဖြစ်ပါတယ်သတင်းတွေထဲမှာပေါ့ဒါကပထမဆုံးကျွန်တော်တို့ရမယ်အကျိုးရလဲတခုနောက်တစ်ခုကတော့မေတောင်သားစုကြည်အခုလူထုနဲ့ရှစ်နေတွေနဲ့မျက်မှောက်မှာတွေ့ခွင့်မရတာကနှစ်နှစ် ပြည့်တော်မဲ့အချိန်ကာလကိုရောက်ရှိလာပြီအဲ့တော့ကျွန်တော်တို့စစ်စစ်ပေါ့ပေါ့တွေးကြည့်မယ်ဆိုရင်အမေစုကအသက်ရှင်ကြမှာလည်းနဲ့အချင်းတော်နဲ့မှာရှိနေသေးလားမရှိတော့ဘူးလားဆိုတော့ကျွန်တော်တို့မှာတေချာရေရာတဲ့ပြုလုပ်နိုင်တဲ့တက်တည်ပြနိုင်တဲ့သတင်းသမားတွေရဆိုလို့ချင်းတက်တည်ပြနိုင်တဲ့အချက်လည်းကျွန်တော်တို့မှာဘာမှမရှိဘူးအဲ့တော့အဲ့ဒီတိုင်အောင်လူထုကမေတ္တာနဲ့လူထုကဒီလိုမျိုးတတိယကြောင်အမှတ်ရနေကြောင်းကိုပေးပို့ထားတဲ့ရုပ်တံဖိုင်တွေကကဘာမှာတော့ green နဲ့ဆိုင်ရင်တင်ရတဲ့အထိဖြစ်တယ်ဆိုတာမျိုးကို အမေစုပြန်ပြီးတော့ကြားသိရရင်လဲစိတ်သက်ခွန်အားရရှိနေမှာဖြစ်ပါတယ်အဲ့တော့အချင်းထောင်ထဲမှာအရင်ကာလတွေကတော့နေအကျချုပ်နဲ့အချုပ်ခံရတယ်အခုကာလမှာမင်းအွန်လိုင်းလက်ထက်မှာတော့နေအကျချုပ်မဟုတ်ဘဲနဲ့ထောင်ထဲမှာအချင်းချပြီးတော့အချင်းသားတယောက်ပမာထားရှိတဲ့အမေစုကလည်းဒီလိုမျိုးသတင်းကိုသူပြန်ပြီးတော့ကြားရတယ်လူလူကသူ့ဘောမှာဘလောက်ထိမေတ္တာထားတယ်အခုအဲတယ်ဆောင်နေတဲ့ဒေါ်လာရေးမှာလူလူကဘလောက်ထိအာတုံခွန်ဆိုင်လုံနေတယ်ဆိုတော့ခွန်အားတွေရလို့ရှိရင်ရှေ့လျှောက်ပြီးတော့အချင်းတော်နေမှာဖြတ်တန်း နိုင်ဖို့အတွက်ဖြတ်တန်းရဖို့အတွက်ရှိတဲ့လက်ကျန်ရှိတဲ့အဲဒေါ်လာရင်းမအောင်မချင်းပေါ့ဒေါ်လာရင်းအောင်မှာပဲကျွန်တော်တို့ကတေချာတာတော့လွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက်ဒေါ်လာရင်းမအောင်မချင်းကြီးကျင်းတော်ထဲမှာဖြတ်တန်းရမယ့်အချိန်မှာစိတ်ခွန်အားတစုံတရာရရှိစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတူးတယောက်ချင်းစီဒိုင်းကပါဝင်ပြီးတော့ဒီရုပ်သံဖိုင်လေးတွေရိုက်ပြီးတော့အခုကျွန်တော်တို့ပေါ်ပြထားတဲ့ Viber Telegram ကျွန်တော်ရဲ့ Messenger ကြိုက်တဲ့နေရာကနေပေးဖို့ပါပေးဖို့လို့ရပါပြီဒီရုပ်သံတွေကိုစူးစိပြီးတော့ကျွန်တော်တို့ Greenness စာချုပ်တင်မဲ့စီကို ကျွန်တော်တို့ပေးပို့ပေးမှာဖြစ်ပါတယ်အဲ့တော့အတူတူပါဝင်ပေးကြပါလက်တွေ့အနေနဲ့ခုနပြောလိုက်တဲ့အကျိုးရလက်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စက္ကန့်30ထက်မကျော်တဲ့ Happy Birthday ပါမေစု Happy Birthday ပါဖွားစုတခုခုအဲ့လိုမျိုးစာသားလေးနဲ့စတဲ့ရုပ်သားဖိုင်လေးတွေကိုပေးပို့လို့ရနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းလာပါတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာလူတိုင်းလူတိုင်းဟာသူ့တံပိုးနဲ့သူရှိပါတယ်အဲ့ဒါကိုယုံရပါ အဲ့ဒါကိုယုံကြပါကျမခဏခဏပြောတယ်ဟိုကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်ဆောင်းမောင်းဆောင်းမြောင်းကြတာတိုက်ခိုက်ကြတာဟာအခြေခံအဖြစ်တော့ကိုကိုကိုယုံကြည်မှုမရှိလို့ပဲလို့ကိုတံပိုးကိုကိုယုံကြည်လို့ရှိရင်ဘယ်သူ့အောင်မှမနာလိုစရာအကြောင်းမရှိပါဘူးအဲ့တော့ကိုတံပိုးကိုကိုယုံကြည်နိုင်အောင်လို့နေသွားကြပါကိုယ်တန်ဘိုးကိုကိုယုံကြည်နိုင်အောင်လို့နေသွားကြပြီဆိုလို့ရှင်အချင်းချင်းတကယ်ကို ညင်ညွတ်မှုရပါလိမ့်မယ်လို့ကျမပြောချင်ပါတယ်လောကကြီးမှာလေတံပိုးရှိတဲ့ကိစ္စကိုဘယ်တော့မှလွယ်လွယ်နဲ့မရဘူး။ဒါပေမဲ့ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုရှိရမယ်။တချို့ကနေဆိုလို့ရှိရင်စိတ်လျှော့တာတိတ်မြန်တာပဲ။ငါမလုံနိုင်ပါဘူး။ဒီဟာကြီးကလည်းခက်လိုက်တာဆိုတော့အဲ့ဒါကိုစိတ်မလျှော့အောင်။ကျမခဏခဏပေါ့နော်။ဆရာတော်ဖရာကြီးတပါးရဲ့ဩဝါဒကိုကျမဖြတ်အမျှဝေလေးရှိပါတယ်။ ဝိရိယဆိုတာ၄ဆင့်ရှိတယ်တဲ့ပထမအဆင့်ကအလုပ်တစ်ခုကိုလုပ်မယ်ဆိုပြီးဆုံးဖြတ်တာဒါအနေဆုံးအဆင့်ဝိရိယဒုတိယအဆင့်ကဆုံးဖြတ်ချက်အတိုင်းဒီအလုပ်ကိုစလုပ်တာဒါဒုတိယအဆင့်တတိယအဆင့်ကတော့ခက်ခဲပြီမဲ့လည်းဆက်ပြီးတော့လုပ်တာသရုပ်ရအဆင့်ကတော့ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရင်တောင်မှလက်မမြောက်ခွင့်နဲ့နောက်တစ်ခါထပ်ပြီးတော့ကြိုးစားတာတဲ့အဲ့ဒါဝိရိယပါပဲ ဘာခဏခဏပြောပါတယ်ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ဆင်းရဲတဲ့မိသားစုတစ်ခုဟာမတူပါဘူးချမ်းသာတဲ့မိသားစုကတဲ့ကလေးတွေဆိုလို့ရှိရင်အိမ်ပြန်လာလို့ရှိရင်ခုခတ်ပြီးသားသမီးကိုထိုင်စားလို့ရပါတယ်ဆင်းရဲတဲ့မိသားစုဆိုရင်မိသားကိုဝိုင်းဝန်းပြီးတော့ကူညီရပါတယ်ကျမတို့ကလည်းဒီအတိုင်းပါပဲကျမတို့ရဲ့နိုင်ငံတုတ်တက်စေခြင်းကိုယ်တိုင်ဝိုင်းဝန်းပြီးတော့ကူညီမှဖြစ်မှာပါအဲ့လိုကူညီနိုင်တဲ့အခွင့်အရေးရတာကိုဂုံယူစေခြင်းပါတယ်ဝင်းသာစေခြင်းပါတယ် ်ငါတို့ဟာပင်ပင်ပန်းပန်းလိုအပ်နေခြင်းဆိုရစိတ်ဓာတ်မထားစေချင်ပါဘူးငါတို့ဟာတကယ်ကိုငါတို့နိုင်ငံအတွက်လှုပ်ပေးနိုင်တဲ့အချိန်အခါမှာမွေးဖွားလာလို့ငါတို့နိုင်ငံတိုးတက်ရေးအတွက်ရုန်းကန်နေတဲ့အချိန်မှာငါတို့ဟာလှုပ်ပိုင်ခွင့်ရှိလို့ငါတို့အထုအခွင့်ရရတဲ့နိုင်ငံသူနိုင်ငံသားတွေပဲလို့ဒီလိုပဲစိတ်ထဲမှာထားစေချင်ပါတယ်ကျမအနေနဲ့လည်းကျမတို့ကျမတို့နိုင်ငံအတွက်ရုန်းကန်ရတာအပင်ပန်းခံရတာဂုံယူစရာလို့ပဲကျမတို့သတ်မှတ်ပါတယ် ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရာကိုယ့်ရဲ့ဆန္ဒအရာကိုယ့်နိုင်ငံကိုဟိုတိုးတက်အောင်လုပ်ဖို့အတွက်၊ကူညီဖို့အတွက်၊ထောက်ပံ့ဖို့အတွက်အပြင်းမခံနေဆိုတာဟာအင်မတန်မှကျေနပ်ဆရာကောင်းတဲ့အလုပ်ပါ။ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေအားလုံးပါစေချင်ပါတယ်။ပင်တပင်စိုက်တယ်ဆိုရင်တောင်မှအချိန်ယူရတယ်။တစ်ပင်ဟာကြီးသလောက်ကိုပို့ပြီးတော့အချိန်ယူရတယ်။ခဏ ကြာမဲ့အပင်လေးတစ်ခုကတော့တခဏနဲ့ကြီးထွားပေမဲ့တကယ်ကြီးထွားပြီးတော့အများကိုအယိတ်အာဝါဒအသီးအပွင့်တွေနဲ့အကျိုးပြုဖို့အပင်ကြီး ပြုစုပြုထောင်ဖို့ဆိုတာအင်တာမအချိန်ယူရပါတယ်ဒါပေမဲ့အချိန်ယူရဲဆိုတာဒီတိုင်းပြစ်ထားလို့လည်းမရဘူးရေလောင်းပေးရမယ်လိုအပ်လို့ရှင်ပေးရမြေကြီးဆွာပေးရမယ်ဘေးကနေပြီးတော့ဟို စိတ်ကလေးတွေလာပြီးတော့မစားအောင်သူခါကာသင်ကာပေးရမယ်အမျိုးမျိုးပေါ့နော်ကာကွယ်ရမယ်စောင့်ရှောက်ရမယ်အားပေးရမယ်အဲ့ဒီလိုပဲကျမတို့ရဲ့နိုင်ငံတိုးထက်ဖို့ဆိုရင်အလုံးအောင်ဝိုင်းပြီးတော့ရေလောင်းတတ်တဲ့လူကရေလောင်းရမယ်ခြံကာပေးဖို့နားလဲတဲ့လူကခြံလေးကာပေးရမယ်မြေဆွားတတ်တဲ့လူကမြေဆွားပေးရမယ်အလုံးဟာကိုယ့်အလုပ်ကိုယ့်တာဝန်တွေကိုကိုယ့်အလှည့်တွေကိုအလုံးလုပ်သွားဖို့လိုပါတယ်အဲ့ဒီဟာကိုဝိုင်းပြီးတော့လုတ်ပေးကြပါကျမမေတ္တာရခံကြပါတယ် အဲဒီမှာဒီကိစ္စကိုပြောဖို့ရတယ်အမုန်းတရားဆိုတာအကြောက်တရားကနေပေါက်ဖွာလာတာလို့ဘာဖြစ်လို့လဲဆိုတော့တိတိကျကျစဉ်းစားကြည့်ပါကိုမုန်းတဲ့အရာတစ်ခုပဲဖြစ်ဖြစ်သူကိုမုန်းတဲ့ပုံကိုတစ်ခုပဲဖြစ်ဖြစ်နဲ့ပတ်သက်လို့ကို့မှာစိုးရင်ချက်ကလေးတွေမရှိဘူးလားကြောက်စိတ်ကလေးတွေမရှိဘူးလားလူတယောက်ကိုမုန်းတယ်ဆိုလို့ရှိရင်အဲ့ဒီမုန်းခြင်းရဲ့အခြေခံဟာအဲ့ဒီလူဟာကိုယ့်ကိုဘယ်လိုထိခိုက်သွားစေမလဲဆိုတော့စိတ်မပါဘူးလားဆိုတော့တိတိကျကျစဉ်းစားကြည့်ပါဒီမှာအမြင်မှာတော့ မဖြစ်နိုင်ဘူးအမုန်းတရားမရှိပဲအကြောက်တရားမရှိပဲနဲ့အမုန်းတရားဆိုတာမပေါ်နိုင်ဘူးအဲ့ဒီတော့အမြင့်ကိုကင်တွေရမှာပေါ့အဲ့တော့အကြောက်တရားပျောက်ွယ်သွားအောင်လို့လုပ်ရမယ်အကြောက်တရားပျောက်ွယ်သွားအောင်လုပ်တယ်ဆိုတာနှမျိုးအကြမ်းမြင်ပေါ့နော်နှမျိုးတော့ကျွန်မမြင်ပါတယ်တခုကတော့ကိုယ့်ရဲ့ကြောက်စိတ်ကိုကိုယ်ရင်ဆိုင်ရမယ်ဒီငါဘာကိုကြောက်နေတာလဲဘာကိုစိုးရိမ်နေတာလဲရင်ဆိုင်ပြီးတော့အဲ့လိုဖြစ်ရှင်းရမယ်နောက်တစ်ဖက်ကတော့စိတ်ဓာတ်ခိုင်မာရေးလိကျင့်မှုဒါဘာသာအရာ တရားအရာပဲဖြစ်ဖြစ်တခြားညီတွေနဲ့ပဲဖြစ်ဖြစ်အဲ့ဒါကိုယ့်ဘာကိုစူးစမ်းသွားမယ်နောက်ဆုံးကြတော့အမုန်းတရားတို့အကြောက်တရားတို့ကြော်လွှားဖို့ဆိုတာကိုယ်တိုင်လုပ်ယူရမှာချို့အမေးကြတယ်ဒီမိုကရေစီဘယ်တော့ရမလဲတဲ့အဲ့တော့ကျမကအမြဲပဲပြောတယ်ဒီမိုကရေစီဘယ်တော့ရမလဲဆိုတာသိကျင်နေကိုယ်တိုင်ဒီမိုကရေစီအတွက်ဘာလုပ်ပေးနေလဲဆိုတော့ပြန်မေးလိုက် ကိုလုတ်နေတဲ့အတိုင်းတာအချိပဲမြန်မြန်ရမယ်လို့ကျွန်မအမြဲဖြေခဲ့တယ်မြန်မာနိုင်ငံဟာဘယ်တော့ဘလောက်မြန်မြန်ဖွံ့ဖြိုးတိုးတက်မလဲဆိုရင်လည်းကျွန်မဒီအတိုင်းပဲဖြေမယ်ကိုကိုကိုပြန်မေးလိုက်ငါနိုင်ငံတိုးတက်ရေးအတွက်ငါဘလောက်ရှိ လုတ်နေလဲဆိုတာမေးပါအဲ့ဒီဘဝမေးပြီးတော့မှအဖြေရှာပါတခြားလူတွေဘာလုပ်နေလဲလို့ကြည့်မဲ့စာကိုဘာလုပ်နေလဲဆိုတာကိုပထမဦးဆုံးကိုပြန်ကြည့်ဖို့လိုပါတယ်လို့ကျွန်မသတိပေးပြစီကျွန်တော်တို့ပြည်သူပြည်သားများရဲ့ အင်အားဟာတယောက်ချင်းတယောက်ချင်းအလိုက်ကိုအရေးကြီးပါတယ်လို့ကျွန်မပြောချင်ပါတယ်။ဒါကြောင့်မလို့ကိုကိုကိုရှော့မတွက်ပါနဲ့။ကိုရဲ့အင်အားဟာကိုနိုင်ငံရဲ့အင်အားလို့အဲ့လိုပဲတွက်ပါ။ကိုနိုင်ငံရဲ့အင်အားမလို့လေကိုရဲ့အင်အားကိုတံပိုးထားပါ။ကိုရဲ့အင်အားကိုပြုစုပြောထောင်ပါ။ကိုကိုကိုမှန်ကန်တဲ့အရေးချင်းတွေနဲ့ပြည့်ဝအောင်လို့လုပ်ပါ။ကိုတယောက်တည်းအတွက်မဟုတ်ဘူး။ကိုမိသားစုအတွက်မဟုတ်ဘူး။ကိုနိုင်ငံအတွက် လုတ်တယ်ဆိုစိတ်ဓာတ်နဲ့လုတ်စင်ကြပါโอ้ဘုရားတရားတော်ထဲမှာတိတ်ပြီးတော့ကျမသဘောကျတဲ့ဟိုပိုက်ကလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့အဲသူတော်ကောင်းနေဆိုတာဟာတဲ့ကိုယ်ယေရှုတရားကိုမချက်ကားဘူးတဲ့သူများယေရှုတရားကိုပဲချက်ကားတယ်ပေါ့နော်အဲ့တော့ မြန်မာနိုင်ငံကိုကဲတင်မယ်ဆိုတာနည်းနည်းကိုကျေးဇူးတရားကိုမချက်ကားလွင်ဘူးလားလို့ကျွန်မမေးချင်ပါတယ်။ကျွန်မကျွန်မကိုယ်တိုင်လည်းမြန်မာနိုင်ငံကိုကဲတင်မှိုင်နိုင်မယ်ကဲတင်ရှင်ကြီးလို့ဘယ်တော့မှစိတ်ထဲမှာမထားခဲ့ပါဘူး။ကျွန်မတတ်နိုင်သလောက်ယုံကံပြီးတော့ကျွန်မတို့လိုလိုလားတဲ့နိုင်ငံတစ်ခုဖြစ်အောင် လုတ်သွားမယ်ဆိုတဲ့စိတ်ပဲထားပါတယ်။အဲ့ဒီတော့မြန်မာနိုင်ငံကိုကယ်တင်ဖို့ဆိုပြီးတော့မပြန်ခဲ့ပါနဲ့။မြန်မာနိုင်ငံမှာဝိုင်းပြီးတော့ပြည်သူပြည်သားတွေနဲ့ယုံကံမယ်ဆိုတဲ့စိတ်နဲ့ပဲပြန်ခဲ့ပါလို့ကျွန်မပြောပြရစီ။တခုခုလိုချင်လို့ပေးတာဟာအဂတိပဲ။နော်ကိုကနေပြီးတော့ဘာမှမလိုချင်မင်းနဲ့တက်တက်အလှူဒါနအလှူဒါနဘာမှပြန်မလိုချင်မင်းနဲ့ တခုလိုချင်တော့ပေးပြီးတော့ဟိုဘက်ကလည်းတခုခုပြန်ပေးတယ်ဆိုရင်ဒါအဂတိပဲဘလောက်ပဲမြက်ပြုံးပြုံးပြီးပေးပေးတာဘာမှမထူဘူးအဲ့ဒါကြောင့်မလို့ဒီဟာတွေဟာပေးတဲ့လူတွေကလည်းဆင်ကျင်မှာအစိုးရပဲအားလုံးလုပ်ပါဆိုရဲစိတ်နဲ့မလုပ်နဲ့အဲ့ဒါဟာဒီမိုကရေစီကိုပေါင်ဖို့ရမရောက်ဘူးဒါအာဏာရှင်ကိုပေါင်ဖို့ရရောက်တယ်အာဏာရှင်စနစ်ဆိုတာအစိုးရအားလုံးလုပ်တယ်အားလုံးဆုံးဖြတ်တယ်အစိုးရအကောင်ပေါ်မှာအားလုံးအပြစ်ကြတယ် ဒီမိုကရေစီဆိုရကြတော့အပြစ်တရားတော့အလုံးစိုးရကောင်းပေါ်မှာကြားတယ်သို့တော်လည်းအစိုးရအလုံးကိုလွတ်ပိုင်မှာမရှိဘူးအစိုးရကလည်းဥပဒေရဲ့ကတ်ကတ်ချက်အောင်မှာလုပ်ရတယ်ကျမတို့တမိုင်းတခြားမှာဆိုလို့ရှိရင်ကျမတို့နိုင်ငံအတွက်ဂုံယူစရာကိစ္စတွေရှိတယ်အဲတိတ်ကဂုံဂုံယူလို့မဖြစ်တဲ့ကိစ္စတွေရှိတယ်အမျိုးမျိုးပေါ့ဒါပေမဲ့လည်း ျမတို့အင်အားဖြစ်ပေးနိုင်တဲ့သမိုင်းကြောင်းလည်းရှိခဲ့ပါတယ်။အဲ့ဒီအင်အားဖြစ်ပေးနိုင်တဲ့သမိုင်းကြောင်းကဘာလဲဆိုတော့ကျမတို့နိုင်ငံအတွင်းမှာပြည်သူပြည်သားတွေကညီညီညွတ်ညွတ်နဲ့လုပ်တဲ့အခါကြားလို့ရှိရင်ဘယ်တော့မှမအောင်မြင်ခဲ့တဲ့ကိစ္စဆိုတာမရှိခဲ့ပါဘူး။လွတ်လပ်ရေးရဖို့ကြိုးစားခြင်းအစဉ်အခါကတော့လည်းကျမတို့တိုင်းသားညီကိုမောင်နှမများအားလုံးစုပေါင်းပြီးတော့တညီတညွတ်ထဲလွတ်လပ်ရေးအတွက်ကြိုးစားခဲ့လို့ ျမတို့ရခဲ့တာပါ။တမိုင်းတစ်ချောင်းမှာကျမတို့တကယ်ပဲတူတူလက်တွဲပြီးတော့ညီညီညွတ်ညွတ်နဲ့လုပ်တယ်ဆိုလို့ရှိရင်အောင်မြင်မှုသာကျမတို့တွေ့ခဲ့ရပါလိမ့်။ဒါကြောင့်အခုလဲပို့ပြီးတော့ညီညွတ်ဖို့လိုတဲ့အချိန်ဆိုတာကိုသတိပြုစေချင်ပါတယ်။ဒီတော့ကျမတို့ဟာနိုင်ငံအတွက်ဒီဇိုင်းမမအလုံးစုစုစည်းစည်းနဲ့ရှိမယ်ဆိုလို့ရှိလို့ရှိရင်ကျမတို့နိုင်ငံဟာတစ်ချိန်တစ်ခါတုန်းကလို့ အရှိတောင်အာရှမှာရှမ်းရှမ်းတောက်ထိတ်တန်းကပြေးနေတဲ့နိုင်ငံဖြစ်မယ်ဆိုတော့ကျွန်မအာမခံတယ်